မိတ်ဆွေဟာအသက်လဲ40ကျော်ပြီအချိုးလဲရမ်းကြိုက်တဲ့သူဆိုလို့ရှိရင်စီးကျိုမဖြစ်အောင်အထူးပြုစိုက်တင်ပါတယ်တနည်းကိုတစ်ကြိမ်လောက်စီးကျိုရှိမရှိအမြဲတမ်းစစ်ပေးဖို့လိုပါတယ်ခင်ဗျမနေ့ကတော့ကဆိုလို့ရှိရင်စီးကျိုဘာကြောင့်ဖြစ်တယ်ဆိုတာကိုပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်စီးကျိုအဆင့်ဘယ်နှဆင့်ရှိလဲဆိုတာကိုထပ်မံပြီးတော့မျှဝေပေးမှာပဲဖြစ်ပါတယ်ရေဘူးရအပြင်စီးကျိုအဆင့်၃ဆင့်ရှိပါတယ်ခင်ဗျနံပါတ်၁အဆင့်ကဆိုလို့ရှိရင် ကိုဝန်ဆောင်အမျိုးသမီးတွေမှာဖြစ်တတ်တဲ့စီယိုယောဂဖြစ်ပါတယ်။တချို့ကိုဝန်ဆောင်အမျိုးသမီးတွေကဆိုလို့ရှိရင်ကိုဝန်ကြောင့်ထွက်လာတဲ့ဟော်မုန်းတစ်မျိုးကဆိုရင်အင်ဆူလင်ကိုတွားပြီးတော့တားဆီးတာဖြစ်တဲ့အတွက်ကြောင့်မလို့စီယိုတက်လာရခြင်းဖြစ်ပါတယ်။ကလေးမွေးပြီးတဲ့အခါမှာအင်ဆူလင်ကပုံမှန်အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စိုးရိမ်စရာမရှိပါဘူးစီဂျိုကပြန်ပြီးတော့ကြာသွားမှာပဲဖြစ်တယ် ကျွန်တော်ကကြတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုသူတာတွေကိုငယ်စဉ်တည်းကစိတ်ဝင်စားလေ့လာတဲ့သူဖြစ်ပြီးတော့အခု online မော်ကတငယ်ချင်းတွေကိုကျွန်တော်တိတိမြပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ပြီးလို့ရှိရင်ယောဂါတွေဝေဒနာတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်အိမ်ရင်းသုံးနီလန်းလေးတွေနဲ့ဘယ်လိုမျိုးဖြစ်ရှင်းရမလဲကျွန်တော်တိတိပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်နောက်ထပ်ဖြစ်ဆွတ်စာကိုတုံးခြင်းတဲ့သူတွေဆိုလို့ရှိရင်ဘယ်လိုမျိုးယောဂါကဘယ်လိုမျိုးဖြစ်ဆွတ်စာနဲ့ င့်တော်တယ်လဲဆိုတာကိုကျွန်တော်ကမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အကောင့်လေးကိုလိုက်ရန် share လေးလုပ်ပေးသွားအပေါင်းလေးနဲ့တဲလေးပြေးပြီးတော့ခြားသောတငယ်ချင်းနေတည်အောင်များများလေး share ပေးသွားပါခင်ဗျာဒုတိယအချက်စီဂျိုအဆင့်နှစ်ကဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်တယ်လဲဆိုရင်ပေါ့နော်မုတ်ဂျိုအိတ်ကနေပြီးတော့ကျွန်တော်တို့အင်ဆူလင်တွေကိုထုတ်ပေးနိုင်စွမ်းရှိတယ်ထုတ်လဲထုတ်ပေးဒါပေမဲ့သွေးကြောထဲကိုရောက်သွားတဲ့အခါမှာအဲ့ဒီအင်ဆူလင်တွေက လုံးဝမှအလုံးမလုံးနိုင်တော့ဘူးအင်အားချိနေသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သွေးရင်းတကြားတက်ကိုမတိုက်ထုံနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီးကြိုတက်ရခြင်းဖြစ်တယ်เนาะအနေတိုင်းစားတော့ဆင်ញင်ဖို့လိုပါတယ်ခင်ဗျမုတ်ချိုအိတ်ကပျက်စီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အင်ဆူလင်မထုံနိုင်တဲ့အခါမှာသွေးရင်းတကြားတက်တွေများပြီးတော့စီးကြိုတက်ရခြင်းဖြစ်တယ်ဒီအချိန်ကိုရောက်နေတဲ့ ဘနောယောဂဝေဒနာရှင်နေဆိုလို့ရှိရင်ဆရာဝန်နဲ့စေထိုးစေတော့လုပ်တင်ပါတယ်ခင်ဗျပြီးလို့ရှိရင်အိမ်ထဲမှာလည်းအနေထိုင်အစားအသောက်ကိုစင်ငင်ပြီးတော့နေထိုင်အစားအသောက်ရအောင်မှာပဲဖြစ်ပါတယ်အဲဒီနေ့မှာကျွန်တော်ကမျှဝေပေးတဲ့စီးကြိုအဆင့်၃ဆင့်ကိုမျှဝေပေးခြင်းကတော့တော့ပါပဲခင်ဗျကျွန်တော်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျ